ရိုးနှကောင်ထနောင်းပင်ညီနောင်ကလွမ်းအောင်ကူချွဲပန်းတော်ဖြူပင်မြတ်နေစာထူလာတယ်ဖူးတောင်သူတဲတဲ့အဲ့ဒီကဗျာလေးကိုရှုပ်ဖက်လိုက်ရတဲ့တစ်ချိန်တည်းမှာပဲဆရာကြီးလယ်နာဆော့ချက်ကိုသွားပြီးတော့တတိယမိတယ်ဗျာဆရာကြီးလယ်နာဆော့ချက်ပြောတဲ့ထနောင်းပင်ဆိုတာဒါပါပဲဗျာ ဒါပါပဲဒါပါပဲပါဇက်ရာဇဝင်လေးတစ်ခုရှိတယ်ဗျထနောင်းမင်တွေကပြောတယ်တဲ့3လအတွက်စူးပေးရမလားဒါမှမဟုတ်3နှစ်အတွက်စူးပေးရမလားတဲ့ထနောင်းစူးကအတလောက်ထိအစိတ်ပြင်းတယ်ဆိုတာကိုဒါပါဇက်ရာဇဝင်ရတော့ကျွန်တော်ကြားဘူးတယ်ဗောနော်စူးရိုးစကားလေးတစ်ခုတော့ရှိတယ်ဗျຫນွေထနောင်းစောင်းမကြီးတဲ့ ဒီလိုပူပင်းတဲ့ရာဒီဦးတို့အတွင်းမှာထနောက်မရေကကျွန်တော်တို့အညာဒေတာအတွက်အနားယူဖို့အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်တယ်ဗျဒါကြောင့်ထင်းကောက်ဖို့ထင်းခုတ်ဖို့ထင်းမရှိလို့ဆိုပြီးတော့ထနောက်မင်ကြီးတွေကိုမခုတ်ကြပါနဲ့ဗျာထနောက်မင်တွေကကျွန်တော်တို့တဘာဝပတ်ဝန်းကျင်အတွက်အရန်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ ါဝင်တရက်ရှိတယ်ဗျ။